်ဒီမကောင်းတာမပြောက်သေးဘူးပမာစီနဲ့တောက်နေရခါတူတယ်နေကောင်းပါဦးဇာသမားတို့ရေးနေမကောင်းပါဘူး ားလုံးမင်္ဂလာပါမယ်နေယူချင်တွေကနေအားလုံးကြိုဆိုပါရစေ။မစ္စတာအောင်နဲ့နေနေပြရူဂူအမ်မော်ရကပေါ့ဗျာ။မနေ့ကမှကျွန်တော်တို့6နာရီခွေပရီးမီးယားလိခရစ်စတီပေးလေးရဲ့အင်ကွင်းပွေးစီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ press group ပဲတည်ဆောက်ရှိလို့ပြုလုပ်ခဲ့တယ်။ဒီထက်မှဆိုကျွန်တော်စိတ်ဝင်စားစရာကောင်းတဲ့အသင်းနဲ့ပတ်သက်ပြီးတော့ရောခရစ်စတီပေးလေးအခြေအနေနဲ့ပတ်သက်ပြီးတော့ရောပြောထားမှုတွေရှိပါတယ်။သူတို့ကိုသင်ကစားသမားတွေဖြစ်တဲ့မတည့်ရဲ့ကိုညာတို့ဘဂျမိုဆစ်ကိုတို့ပြုလို့ချင်းနောက်ခံလူဟယ်ရီမကွိုင်းယားတို့နဲ့ပတ်သက်ပြီးတော့ injury အခြေအနေတွေကိုသူကထက်မှန်ပြီးတော့ confirm လုပ်ထားခဲ့ပါတယ်။ ဆိုတော့အဲ့ဒီအချင်းနေနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရကျွန်တော်တို့ပဲစကုပ်ပဲတည်တဲ့ဆရှင်လုံးပဲကအကြောင်းတချို့တော့ဝဲအနေငယ်ကိုကျွန်တော်တို့ဆွေးနွေးတော့ပါမယ်ကျွန်တော်တို့ဒီစိတ်ဝင်စားစရာအကြောင်းတွေကတော်တော်များရှိပါတယ်ဆိုတော့ဆွေးနွေးတော့မယ်ဆရာသမားတို့အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါညီကတို့အနေနဲ့နေကောင်းကြရလားဗျာကျမ်းမာရအဆင်ပြေကြရလားကျွန်တော်တို့မြေကြီးတိုက်ပါပဲမလေးပူလေးလား ဆိုတော့ဗရဘောင်စုပေါ့ဗျာကျွန်တော်ကစားသမားတွေအင်ဂျီနီယာပတ်သက်ပြီးတော့သူက confirm လုပ်ထားပါတယ်။မသိရကိုညာပေါ့ဗျာဒီနေ့ပွဲစုကိုထက်မဲ့လွေးချော်အောင်မှာဖြစ်တယ်ပေါ့။နောက်ခံလူဟဲရီမကွာရနဲ့ဗဂျမိုဆစကိုတို့နှုတ်ဒီလေးပဲပါဝင်မှုချိမှာမဟုတ်ဘူး။ဘဂျမောစစ်ကိုရတဲ့အခြေအနေကထင်ထားတဲ့တဲ့ပို့ပြီးတော့ကြမ်းကြနိုင်ဖို့ချိနေတယ်ပေါ့ကစားသမားဖြစ်သူကိုအသင်ဘက်ကပုံမှုကယူဆိုင်ပေးမှုတွေချိနေတယ်ပို့ပြီးတော့ကျွန်တော်ကူတောင်းမှုတွေလုပ်ဆောင်လို့ရရှိတယ်ပေါ့ဟယ်ရီမကွိုင်းယားနဲ့မတည့်ရဲ့ကိုညာဆိုရင်လာမယ့် ဝဆန်းတဲ့ပွေးစီမှာပါဝင်ဖို့တဲ့သူ့အနေနဲ့မျောလင်းထားတယ်ဆိုပြီးတော့ကစားသမား၃ယောက်ရဲ့တရားအချင်းနဲ့ပွေးထုတ်ပါမှုရှိမရှိအနေထောက်ကိုသူကကွန်ဖက်လုပ်ထားခဲ့ပါတယ်။ဒါကိုကျွန်တော်ခဏထားလိုက်ဦး။ခရစ်တီပီလီနဲ့ပတ်သက်ပြီးတော့သူထက်မဲ့ပြီးတော့ပြောထားတာရှိပါတယ်။ကျွန်တော်တို့ကမတူညီတဲ့ပုံစံနဲ့ကစားနေပြီးတော့အချက်လက်တွေကိုခမားတို့နားလည်နိုင်ပါတယ်ပေါ့။အခုချိန်မှာအရာအလုံးကိုကျွန်တော်ချင်းပြဖို့ခက်ခဲပါတယ်။ဒါပေမဲ့လို့ခရစ်တီပီလီအနေနဲ့မတူညီတဲ့ကလဲတကူဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့ပူကောင်းအောင်လှုပ်ဆောင်နေကြပါတယ်။ တရားကတတော်ကိုယူချင်းပါတယ်ဆိုပြီးတော့အမိုရန်ကဖေးလေးနဲ့ပတ်သက်ပြီးတော့ရောအသေးနဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့ကျွန်တော်တို့ဖော်ပြထားပါတယ်ဆိုတော့ပထမဆုံးကျွန်တော်တို့စဉ်းစားကြည့်ရလို့ကြည့်အမိုရန်ကမစ်စီမရောက်ခင်မှာများတယ်ကုန်နေပြီဆိုတဲ့တခြင်းအတိုင်းပဲလက်ရှိမတူညီတဲ့ပုံစံနဲ့ကျွန်တော်တို့ကစားနေတဲ့သူကအသင်းကိုပြောရတယ်ချဲလက်တွေကိုကျွန်တော်အရာအလုံးကိုခုချိန်မှာချင်းပြဖို့ခက်ခဲနေတယ်ပေါ့ဒါကစာသမားတို့ရေကျွန်တော်မြင်နိုင်ပါတယ်ဘာလို့လဲဆိုတော့ ပွေးစီတပွေးကိုချိတ်ခဲ့တဲ့ပုံစံရောကစားသမားတွေကိုအလေးပြောလို့တော့ရောနေ့စနေပိုင်း viewer တွေရောအားလုံးကပြိသက်တွေအပါဝင် ပြိုင်ဖက်အသင်းတွေပြိုင်ဖက်ကစားသမားတွေကအကုန်လုံးကျွန်တော်အထင်သားမြင်နေရသလိုပွေးစဉ်တပွေးအနေထားမှာလည်းအကုန်လုံးကကျွန်တော်နားလေနိုင်တဲ့ပုံစံတွေရှိနေတဲ့အတွက်ချင်းပြဖို့မခက်ခဲပါဘူးဆိုတော့ကျွန်တော်ကမတူညီတဲ့ပုံစံနဲ့ချိတ်ခဲ့တဲ့နေရာမှာအမျိုးမျိုးရှိတယ် တဖက်သူ့ကိုကျွန်တော်ပရက်စင်းလုပ်တာတော့ဟုတ်တယ်မလားပွေးထုတ်လာတဲ့အခင်းချင်းနေဒါတွေကသူမတူညီတဲ့ပုံစံနဲ့ချစ်ခဲ့နေဆိုရင်ဘာဖြစ်လို့မှားနေရတာလဲကိုအတင်းကဂိုးလို့အဲ့နေတယ်ကိုအတင်းကဂိုးပြနေရတဲ့အဲ့လိုမျိုးအနေထားတွေမှာဆိုရင်ထုတ်သိတဲ့လူနဲ့ကြောင့်တော့ပွေးအပေါ်မူတည်ပြီးတော့ကစားကွက်ပြောင်းတာတယ်ဒါတွေကပြိသက်တွေလုံးဝထင်သားမြင်နေရတယ်တဖက်ပြိုင်ဖက်အတင်းတွေကလည်းဒါကိုသိရှိထားတယ်ဒီလိုအနေထားတွေကြောင့်ကျွန်တော်ရာသင်းနေခိုးတယ် ပေးရတဲ့အခွင့်အရေးတွေမှားနေတဲ့အမှားတွေကိုဘလို့မတူညီတဲ့ပုံစံနဲ့ချစ်ခဲ့နေတာလေဆိုတာကျွန်တော်နားမလည်နိုင်ဘူးပြီးတော့သူနဲ့ချင်းပြဖို့ခက်ခဲတယ်ပေါ့နောက်တစ်ချက်ကကျွန်တော်တဘာဝမကြတာကခရစ်တီပိလေးအနေနဲ့မတူညီတဲ့ကလေးတစ်ခုဖြစ်ပြီးတော့သူတို့ကကိုရီးယားပူကောင်းအောင်လှုပ်ဆောင်နေတယ်ပေါ့မှန်ပါတယ်ပြန်ဖက်အတင်ကမတူညီတဲ့ပုံစံနေနဲ့ကလေးတစ်ခုဖြစ်တဲ့တကယ်ကိုကောင်းမွန်တဲ့အနေနဲ့တကူရှိတယ်ဆိုတော့မြင်နေရတယ်တိုးတော်လေးပဲကျွန်တော်တို့ထက်ပူကောင်းပြီးတော့ ကျွန်တော်တို့ကပုံညက်နေတဲ့အနေထားတွေကတော့ဒါကမဖြစ်သင့်ဘူး။ဘာကြောင့်ကျွန်တော်ဒီစကားကိုပြောရသလဲဆိုရင်မက်ချက်စတာဝင်တဲ့အသင်းရဲ့လူစင်းဖရမနာကစားသမားတယောက်ချီတန်ချင်းနေပြတယောက်ချီတန်ချင်းပေးရတဲ့လစာတွေအသင်းရဲ့ကျွန်တော်ဖွေးစည်းထားတဲ့ပုံစံတွေဒါစီကအများကြီးကွာနေတယ်။ဒါပေမဲ့လို့သူတို့ကစားသမားတွေမှာတအူးကြီးပင်ကိုဆွမ်းဆောင်ရင်လစာနေတာများလာတယ်ခဏထားလိုက်အောင် ကိုဒီကစားသမားတွေကလာစားများပြီးတော့ဘာမှစောက်သုံးမကြတဲ့အနေထားတွေရှိနေလို့ပဲဒါသူတို့ကလည်းအသေးတွေက ပေးရတဲ့တင်ကြီးအဲ့လိုမျိုးအတိုင်းပါဖော်မဲ့တွေဆွဲဆောင်ရပြတယ်သူတို့နေပြကပြိုင်ပြဲအသင်းကိုချီးကင်းနေပုံစံတွေဘလုံးကတော့တော်ရမလဲနေပြတယောက်မှချီးတင်တဲ့အရေးချင်းတွေအကုန်လုံးပြည့်မိနေတယ်ကိုဒီအသည့်နေပြကစားသမားအသင်းရဲ့တာဝန်ရှိသူတွေအကုန်လုံးက လာစားတွေပဲကျွန်တော်တို့ပေးရတာပဲရှိတယ်။ဘာမှအလုပ်လုပ်တာကောင်းကောင်းမတွေ့ရဘူး။ Every ပြောတဲ့အနေထားတွေကသူတို့အတင်းကအောင်မြင်မှုကြနေတယ်။တကစ်ဆဲဆိုင်ကောင်တွေပြတယ်။ဖလားတဲ့အမေရိကန်ယူပြတယ်။ပြီးကလေးကျွန်တော် FA ကဖလားမှာသူတို့ချန်ပီယံဖြစ်ထားခဲ့တယ်။ဆိုတော့အရာအလုံးကကျွန်တော်တို့အတင်းအတွက်အနှုတ်လက္ခဏာဆောင်ပြီးတော့တစ်ဖက်အတင်းတွေကပိုကောင်းနေတာကစိတ်တွေပဲခံယူချက်တွေပြုပြင်ပြောင်းလဲမှုတွေပွေတွေပဲအနေထားကိုချိန်ကြတဲ့ပုံစံတွေအတင်းတင်း အောင်ပြဖို့အတွက်ရှိသင့်တဲ့လက္ခဏာတွေဒါကဥကွေပြချာတာတယ်ကျွန်တော်အတင်ကငွေကုန်ကြေးကြများတယ်လစားပေးရတာအများဆုံးရှိတယ်ဒါပေမဲ့လို့သူတို့ရေးဆွမ်းဆောင်ရည်တွေကစားသမားတွေစကနေညှစ်ထုံမဲ့လုံလုံတဲ့ပမာဏဆွမ်းဆောင်ရည်ကောင်းတယ်ဘာမှမမြင်တွေ့ရဘူးဆိုတော့ဒီလိုအနေနဲ့တခုမှကိုတွေကဘလို့တွေလုတ်တင်လေနေပြတယောက်အနေနဲ့လူရွေးချယ်တာတို့ကျွန်တော်မှန်ကန်ဖို့လိုတယ်လူစားပြောင်းလဲမှုတွေ ကစားသမားတွေကိုနေရာထားတဲ့ပုံစံတွေဒါတွေကအသိအခေယအများကြီးကြတယ်မင်းလုံးဝအဆင်မပြေပါဘူးဆိုတော့ဥကာတေတို့ဟုတ်တယ်မလားကက်ဆီမီရိုတို့ကိုတုံးနေတယ်ထားလိုက်ပါကျွန်တော်တို့ကက်ဆီမီရိုနဲ့ဥကာတေမှာဆိုကက်ဆီမီရိုကထက်သစ်တယ်လို့ကောင်းတယ်ဘာဖြစ်လို့ကူပီမိုင်းတို့ကိုနေရာမပေးချင်ရတာလဲဆက်သုံးလို့မရတဲ့လူတွေကိုကျွန်တော်တို့ဆက်သုံးတယ်ကိုသင်ကပွေးအတိုးတွေမှာဆိုရင်ကိုလိုအဲ့နေတယ်ဒါပေမဲ့လို့ခင်စိကိုထုတ်တယ်ခင်စိကိုအစားထိုးတယ် တိုက်စီမြင်ဖို့ကျွန်တော်တို့လုံးဝအချင်းနဲ့မရှိဘူးဆိုတော့အင်တာဗျူးဖြေတဲ့အနေအထားတွေမှာတအားကိုစောက်တလေးတွေသူလုပ်တယ်ပြီးလို့ချင်းပရိသတ်တွေလက်မခံနိုင်တဲ့ဖြေချင်းချက်တွေစကားတွေကသူ့စီကနေထွက်လာတယ်ညီကတို့တော့မသိဘူးကျွန်တော်အနေနဲ့ဒီ Emerald Principle ပြည်သတင်းစာရှင်းလင်းပွဲပြောတဲ့အနေအထားတွေကဘလို့မှအသေးနဲ့အဝင်ကြားဖြစ်မဲ့စကားတွေကျွန်တော်မတွေ့ရပါဘူးစေခွန်းပြောတဲ့နေရာမှာ၅ခွန်းလောက်ကမားနေတယ် ူတို့တင်ကကိုရီတဲ့ပိုကောင်းနေကိုရီကဘာလို့ပိုကောင်းအောင်မလုပ်နိုင်ရတာလဲတော့ဒါကိုခင်ဗျားတို့ comment လေးမှာရေးပေးခဲ့ပါဦးအဲမရကတခြားတင်ကလုံးဝကောင်းနေပေါ့အမေကကျွန်တော်တို့ဒီစူးစမ်းမှုတွေလုပ်တယ်ကိုတင်ကလုံးဝလှုပ်ဆောင်မှုတွေကအာနေနေတယ်ဘာလို့အာနေနေရတယ်လဲဘာလို့ခံယူချက်တွေဒီလိုမျိုးထားနေရတာလဲဆိုတော့အစ်ပြင်းမြင်ဘူးသူ press group လေးလုပ်တဲ့နေရာမှာဆိုတော့ဒါကဒီ ခရစ်တီပေးလင်းနဲ့ပတ်သက်ပြီးတော့ရောအတင်းနဲ့ပတ်သက်ပြီးတော့ရောပြောထားတဲ့အနေအထားတစ်ခုပေါ့ကစားသမားတွေရဲ့အင်ဂျူပြဿနာနဲ့ပတ်သက်ပြီးတော့ပြောလို့ချင်းမတိရဲ့ကွန်ကြအနေနဲ့ကလည်းဒီနေ့ပွေးစီကိုထဲမှန်ပြီးတော့လွေးချော်အောင်ပါပေါ့ဝဆန်နဲ့ပွေးစီမှာပဲကွန်ညာရောဟာဒီမကွန်ရောပါဝင်လာမှာပေါ့ငါကကျွန်တော်နားမလည်နိုင်တော့ဘူးမတိရဲ့ကွန်ညာအနေနဲ့အချစ်ပွေးစီတပွေးနှပွေးကလေးကျွန်တော်လွေးချော်တယ်အဲလစ်ချစ်ရဲ့အစီအစဉ်ဒီမှာပြေဝမှုအမေကရှိတယ်လို့ကျွန်တော်သိရတယ်ဒါပေမဲ့လို့ကစားသမားက အရင်မှတော့ပေါဝင်လာမှာမဟုတ်ဘူးဟဲရီမကွိုင်းယာမကွိုင်းယာအနေနဲ့ဘာဖြစ်ပြင်ပြီလဲကျွန်တော်အတင်ကတပည့်ကိုတပွေးနှုတ်မိတ်ကစားရတာတခြားအတင်တွေလိုချန်ပီယံလိယူရိုပါလိဘာညာတာကပွေးစီနေကျွန်တော်မှမရှိပါဘူးဒီလိုကျွန်တော်တပည့်ကိုတပွေးနှုတ်ကစားရတဲ့အတင်ကအင်ဂျူပြက်တနာမှလည်းထိတ်ဆုံးကဒဏ်ရာရတာလေးကျွန်တော်ထိတ်ဆုံးကအဲ့ဒီဒဏ်ရာရပြီဆိုရင်လည်းတုံတုံပြန်မလာနိုင်တဲ့ အနေဓာတ်တွေကတောက်လျှောက်ကိုရှိနေတယ်ဆိုတော့ကစားသမားတွေကနေပြတွေက လေးကြီးခဲ့အစီအစဉ်တွေမှာမင်းကိုအသေးမော်ချင်းချင်းတင်ရပက်တနာမရရင်ရအောင်သူတို့လူတွေပါတွေကိုချနေကြတာလားမကွယ်ရနေတဲ့ဘာဘာဖြစ်ပြန်ပြီလေပြီးလို့ချင်းဘက်ဂျီမိုဆက်စကိုအနေနဲ့ထက်မှန်ပြီးတော့သူကြံ့ကြံ့မှုတွေပိုရှိနေပြီပေါ့ကျွန်တော်တို့ထင်တာကအဲ၃ပွဲလောက်နားရမယ်ဆိုရင်အခု လေးဝေးငါးဝေးရှောက်ပြီးလို့နားမှာကျွန်တော်တို့နားမလည်နိုင်တော့ဘူးကိုယ်အစ်မအမက်တွေလိုအပ်နေပါတယ်နိုင်တင်းနေပွေးတွေကိုအမေကလူစည်းနဲ့နိုင်မောက်ကိုဖြစ်မိဆိုတဲ့အနေထားမှာအသေးခေါ်ထုတ်ထားတဲ့ကျွန်တော်အရေးကြီးလက်ပါတယ်ဆိုတဲ့အဲ့ဒီအထောင်နေရာမှာဘက်ဂျမိုဆစ်ကိုတယောက်လောက်ပဲရှိနေတော့အရင်နေရာကျွန်တော်တို့ဂျူဇူဝါစစ်ကိပီကရီနေကပွေးထုတ်လာတယ်သူဘာလုပ်ထားသလဲဘလို့ပုံစံနဲ့သူကစားခဲ့တယ် ကွေးလေကျော်တို့နဗတဲတို့တိုက်စီနေရတာမသိရကိုညာတို့ဒီကစားသမားတွေကအထောင်မှာကစားနိုင်စင်ရှိတဲ့ပလေယာဖြစ်တယ်ဒါပေမဲ့လို့မသိရကိုညာကလည်းလွေးမယ်နောက်ကလည်းမကွာရကျွန်တော်တို့လီဆန်တို့မှဒီနေ့ပါဝင်ဖို့မသေးကြတဲ့အနေအထားတစ်ခုမှာလီနီယူတို့အချင်းနဲ့မကောင်းတဲ့အနေအထားတွေမှာမကွာရတို့ကျွန်တော်ထိုက်တဲ့လောက်အားကိုးအားထားပြုရမလားဆိုတဲ့ပုံစံမှာတော့ ဒီကစားသမားတွေကအင်ဂျီပြည်တနာဖြစ်နေတယ်။ဒါကကျွန်တော်တို့အသင်းတဲ့ဘလို့မှနားလည်နိုင်တဲ့အခြေအနေတွေမဟုတ်တော့ဘူးဆရာသမားတို့ရေ။ဒီတန်ရပြည်တနာကကျွန်တော်တို့ပြီးကြီးရသည်တွေမှလည်းတောက်ရှုပ်ကိုဖြစ်နေတာ။အရေးရသည်တွေကကျွန်တော်တို့မဆိုလိုပါဘူး။ကျွန်တော်ကချန်ပီယံလိကစားရတယ်။ဒါမှမဟုတ်လို့ရှိရင်ယူပါလိကစားရတယ်။ကာရာဘောတွေပါတယ်ကျွန်တော်စောစီမထွက်ခွာရဘူး။အဖေကရတော့ထားလိုက်ပါတော့ကြောက်အောင်ပါ။ကိုတွေအသင်းရဲ့လိုအပ်တဲ့နေရာတွေ နောက်ပြီးတော့ကျွန်တော်လီဆန်ဒိုမာတီနက်နဲ့ပတ်သက်ပြီးတော့သူဘာမှ confirm မလုပ်တော့ဘူးဒီကနေ့မှပြုလုံးမင်းဒုတိယပိုင်းကျွန်တော် press conference တော့ရှိတယ်အဲ့ဒီမှာများ emirate အနေနဲ့ပြောမလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ်လီဆန်ဒိုမာတီနက်ကမပါဝင်တဲ့တော်တော်ကြာပြီဒီကစားသမားဖြစ်သူရဲ့ချက်ကမှုက harry person ကျွန်တော်တေးကြနေပြီကောင်းနေပြီလီချင်းရဲ့အစီအစဉ်တွေမှာလည်းအမေကန်အပြေဝဆင်းနိုင်နေပြီဒါပေမဲ့လို့ကစားသမားဖြစ်သူနဲ့ပတ်သက်ပြီးတော့ပထမပိုင်း press conference မှာမပြောထားမှုဆိုတော့ ဒီနေ့ပွဲစီကို listen တို့မှာဒီနေ့အနေနဲ့အရင်မှာပဲပါဝင်လိမ့်မလို့ကျွန်တော်ကတော့ယူဆမိတယ်တကယ်လို့ဒီလိုမျိုးဒုတိယပိုင်းမှာပါဝင်မယ်ဆိုရင်တော့နောက်ကမှကျွန်တော်တို့လူရှော့ပေါ့ဗျာဒီကစားသမားပဲရှိတယ်ကျန်တဲ့အနေနဲ့ပဲလို့ဆိုရင်လည်းယူကျွန်တော်တို့လူငယ်အသင်းအနေနဲ့လည်းသူကစားနေရတယ်ဒီလိုမျိုးအနေထားတွေရှိတယ်ကိုအသင်းတွေဆိုတော့ကျွန်တော်ကအဓိကကစားသမားတွေအကူအတကြီးခေါ်ယူခဲ့တဲ့လုံးဝအသင်းနဲ့တူအမေရိကန်ဆိုလုတ်ပြနေတဲ့ လေယာ၃ယောက်ကတော့ဒီနေ့ပွဲစဉ်ကိုထည့်မှန်ပြီးတော့လွေးချော်အောင်ပါဗက်ဂျမိုစီစကိုအနေနဲ့ထင်တာထတဲ့ပို့ပြီးတော့ကြမ်းကြလိမ့်မယ်ကြောင်းလိမ့်မယ်သူရဲ့အင်ဂျီပြဿနာကအသေးဘက်ကတော့ဂယုတစိုက်ကျွန်တော်ရှိနေတာပေါ့ဗျာမတည့်ရကွန်ညာဒီနေ့ပွဲစဉ်ကိုထည့်မှန်ပြီးတော့လွေးမယ်ပြီးလို့ချင်းဟယ်ရီမကွိုင်းယာလာမယ်ဝဆန်နဲ့ပွဲစဉ်မှာမှပါဝင်ပြီဆိုတော့ကျွန်တော်တို့အသေးအတွက်ဒီဒန်ယာပြဿနာကဘလို့မှကျွန်တော်နားမလည်နိုင်တော့ပါဘူးစာသမားတို့ခင်ဗျားတို့နားလည်ရင်တော့ကျွန်တော်ရေးကောမေးလေးမှာ အရေးသားပေးခဲ့ပေါ့ဘာလို့ရေးစီရတော့တော်တော်ကောင်းနေတော့ကိုအစ်တပည့်ကိုတပွေးတုံးတဲ့ကစားရတယ်ဒီလိုအနေထားမှာပွေးစီမိုက်ဒယ်ပြဿနာဂျုံရင်ဂျုံမဂျုံရင်လေးကြီးခင်အစီအစဉ်မှာဂျုံမင်းအပွေးအတွေးမှာအင်ဂျီပြဿနာဖြစ်တော့တာကတော့ကျွန်တော်မဆိုလိုဘူးပြိုင်ဖက်အသင်းတွေကရေးချက်ရှိတာဖြစ်ဖြစ်ဟုတ်တယ်မလားဟိုမထင်မဲ့ပဲဒယ်ပြဿနာကျူးလွန်တာဖြစ်ဖြစ်အဲ့လိုမျိုးတွေကျွန်တော်ရှိတာကတော့နားလည်နိုင်တယ်ဒါပေမဲ့လို့ ကိုအသေးပေါ်ချင်းချင်းလေ့ကျင့်ခဲ့ဆင်းနေတဲ့အနေထားမှာဒီလိုမျိုးဖြစ်ရတယ်ဆိုတော့မပြောတဲ့တော့ကျွန်တော်တို့လေဆိုတော့ဒါကကျွန်တော်တို့နေပြ MRI အနေနဲ့ပေါ့ဗျာလာမယ်ပရီးမီယာလိပွေးစဉ်73နဲ့ပတ်သက်ပြီးတော့ press group ရဲ့တည်ထောင်ရှင်လင်ပွဲကကစားသမားတွေရဲ့ injury တရအခြေအနေပေါ့ပြီးလို့ချင်း credit pay လေးအတင်နဲ့ပတ်သက်ပြီးတော့ရောပြောထားမှုရှိခဲ့တဲ့ press group ရဲ့တည်ထောင်ရှင်လင်ပွဲကအကြောင်းတွေပေါ့ဒုတိယပိုင်းသူ့အနေနဲ့ထပ်မံ့ပြီးတော့ press group ရဲ့တည်ထောင်ရှင်လင်ပွဲပြုလုပ်မယ် အဲ့ဒီမှာဆိုရင်ကျွန်တော်တို့လီဆက်တို့မာတီနက်တို့နဲ့ပတ်သက်ပြီးတော့ပေါင်ဝင်လာမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့ဗီဒီယိုလေးကဒီလောက်ပါပဲလူကလေကြောင်းတွေကလည်းတအားနာလာပါပြီစာသမားတွေနေမကောင်းနေကြတဲ့ကနေတင်ဆက်ပေးတာဖြစ်လို့လူအချက်တွေကြီးခဲ့ရင်လည်းနားလည်ပေးကြပါမနေ့ပြန်မှာကိုအစ်အစ်နေနဲ့အစောဆုံးပွေးစဉ်ခရစ်စတီပေးလေးရဲ့အင်ကွင်းပေးမြလေးပွေးစဉ်73ကိုကစားရမှာဖြစ်ပါတယ်နိုင်မလားရှုံးမလားတေးကြမလားရုပ်ပြည့်စင်ပြည့်နဲ့အချက်တကွေးအကျိုးနည်းဖြစ်မလားဆိုတာညီကိုတို့ဆွေးနွေးပေးကြပါဦး ကြည့်ကျအားပေးတဲ့ညကိုတူတယောက်ရှိတဲ့ကျေးဇူးများတင်ပါတယ်အားလုံးပဲညကောင်းကျဲမှာကြပါစေအရာရာစီပြပါစေအားလုံးပဲโอเคပါ